ိသက်တွေအားလုံးအတွက်ခေတ္တပြုံမေးအစီအစဉ်တက်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ခေတ္တပြုံမေးအစီအစဉ်မှာသစဉ်ရထထရဲစုမုံတော့ကနေပြီးတော့ဒီနေ့မှာထူးခြားတဲ့သတင်းကြောင်းရာတွေအလှပရေးရာတွေနဲ့တူတူတခြားဘုသူတရအများကြီးကိုပြောပြပြီးတော့တက်ဆက်ပေးသွားတော့မှာပါကဲသတင်းချက်လက်တွေစီမှာအစဉ်သတင်းတစ်ပုဒ်တော့ပြောပြအောင်မယ်အဲ့ဒီသတင်းကကိုဟတ်ချာနယ်မှာပါလာတဲ့သတင်းပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီကလေးမင်းရနိုင်တဲ့ဒီပေါ့နော်အမျိုးသမီးတွေဒီအမျိုးသမီးတွေအတွက်ဆိုပြီးတော့စေဝါအစ်ထုတ်လုပ်မယ်ဆိုတဲ့အကြောင်းပေါ့နော်ဒီတော့အဲ့ဒါကိုဘလို့အခြေခံပြီးထုတ်လုပ်လဲဆိုတော့သိပ္ပံပညာရှင်တွေတွေ့ရှိထားတာကကပားကောင် ဒီအမျိုးအစားတစ်ခုကနေပြီးတော့သူတို့အခြေခံပြီးထုတ်มาတဲ့။ဒီတော့အဲ့ဒီကပ်ပါးကအမျိုးသမီးတွေကို တတိတရာလှုပ်ပေးနိုင်တာတဲ့အဲအဲ့ဒီအရာသူချစ်ချင်ခဲ့တဲ့နော်ဒုက္ခပဲဟုတ်တယ်နော်ဒီဒီကပားပါအောင်တို့တို့အခြေခံပြီးဆေးဝါးကိုပေါ့နော်တို့ထုတ်လုပ်မယ်ဆိုတော့ဒီဘယ်တော့ပေါ်မယ်ဆိုတာကတော့ဒါကတော့မပြောပြထားသေးဘူးပေါ့နော်ဒီသိပ္ပံပညာရှင်တွေကအမျိုးသမီးတွေကိုဝင်ရရှိအောင်တဲ့လှုပ်ပေးနိုင်နေတဲ့ကုညီပေးနိုင်တဲ့ကပားကောင်တစ်မျိုးရှာဖွေတွေ့ရှိခဲ့တယ်တဲ့အဲ့ဒီကပားကောင်ကဒီ round one အမျိုးအစားဖြစ်တဲ့ Askeri Lambricot လို့ခေါ်ရပေါ့နော်ဒီကပားကောင်အမျိုးအစားဆိုရင်သူကဒီအမျိုးသမီးတွေခန္ဓာကိုယ်ရဲ့ကိုခန့်အစွမ်းအားစနစ်ဒါကိုသူကလည်းမြင့်တက်စေတယ် ယ်။နောက်ပြီးတော့သူကဒီတတိတဲနိုင်အောင်လဲသူကကုညီပေးနိုင်နေတဲ့။အဲ့ဒါကိုဘယ်မှာတွေ့ရှိခဲ့လဲဆိုတော့ဘိုလီးဗီးယားနိုင်ငံမှာတွေ့ရှိခဲ့တာ။ဘိုလီးဗီးယားနိုင်ငံက အမျိုးသမီးတွေ 986ဦးကိုတို့သူတည်နာပြုတ်လုခဲ့တယ်အဲ့တည်းမှာမှာအဲ့အမျိုးသမီးတွေအားဆိုရင်တဲ့တို့ဘယ်လောက်ထိတတိအောင်လဲဆိုရင်ပေါ့နော်ဒီဒေတာမှာဆိုရင်ပြန်ပြအားဖြင့်အမျိုးသမီးတွေမှာဆိုရင်တို့ကကလေးရပြီဆိုရင်တော့လေကလေး9ယောက်ထိမွေးဖွားလေးရှိတယ်တဲ့အများကြီးပဲရဲ့လေနော်မိသားစုကြီးအများကြီးဖြစ်နေတာပေါ့လူကြီးတိုးပွားမှုများနေဒီတော့လူဦးရေ80ရာခိုင်နှုန်းမှာဆိုရင်အဲ့ဒီဒီအမျိုးသမီးတွေမှာပေါ့နော်ဒီလိုမျိုးခုနပြောခဲ့တဲ့ကပ်ပါးကောင်တစ်မျိုးအဲ့ဒီကပ်ပါးကောင်ကူးစက်မှုကြောင့်ဖြစ်တယ်ဆိုတာကိုတို့တွေးရှိထားတာအဲ့အဲ့လိုမျိုးဖြစ်နေတာပေါ့နော်အဲ့ကပ်ပါးကောင် ်ကပ်သားကောင်ကြီးအများကြီးအများကြီးမွေးနိုင်တာပေါ့နော်ကျွန်တော်ကောင်းနေတာဒါလည်းမသက်ပြီးတော့ဒါ Chefy ဒီတက္ကသိုလ်ရဲ့တဲ့ဒီမျိုးပွားမှုဆိုင်ရာပေါ့နော်တိတ်ပင်မညာရှင်ပမောက်ခ Alan Parsia နေပြီးတော့ရှာဖွေတွေ့ရှိခဲ့တာရှာဖွေတွေ့ရှိခဲ့တဲ့အခါမှာဒီပမောက်ခကိုရန်ကနေပြီးတော့သူ့ကိုရိုင်းပေါ့နော်ဒီရာနဲ့ပသက်ပြီးတော့ဒီကပ်သားကောင်အခြေခံမဲ့အခြေခံပြီးတော့ဒီတရေမအောင်နဲ့ပြောရမယ်ဆိုမြုံနဲ့အမျိုးသမီးတွေအတွက်ဆိုပြီးတော့တဲ့သူကစေဝါထုတ်လုပ်ဖို့အတွက်ကိုသူမျှော်လင့်နေတယ်နောက်စူးစမ်းနေရဆိုတဲ့အကြောင်းကိုပြောထားတယ်။အော်ဒါပြောအစိုးရကောင်းပေါ့နော်။ဒါပေါ့ ရှူကြကြပါပဲနော်ဟိုပြောမယ်ဆိုလို့ရှိရင်ဟိုကလေးလည်းအညာကြီးမွေးထားတယ်ကျွေးမှုဖို့အတွက်အခက်အခဲရှိရဲ့မိသားစုမှာတော့အိတ်ကပါကောင်အတွေ့ခံရလို့ရှိရင်တော့ပါပါ Big family ဖြစ်တော့တယ်နော် ကဲဒါဆိုရင်ဒီတစ်ခါမှကြတော့ဆိုမှ the messenger တွေအကြောင်းလေးပြောပြပေးအောင်မယ်အော်အခုနောက်ပိုင်းမှာဆို make up ဖန်တီးမှုကအမျိုးမျိုးပဲเนาะအရန်ကိုလည်းတော်ကြတယ်ဒီယောက်ျားတစ်ယောက်ကနေပြီးတော့တကယ်ကိုကတ်တုန်ရုပ်အရန်ကိုချောတဲ့ဒီဘာဘီရုံးမလေးလိုမျိုးပြင်နိုင်တာမျိုးတွေအဲ့ဒါတွေလည်းအများကြီးပဲဒါပေမဲ့အဲ့လိုမျိုး make up ဖန်တီးမှုတွေထဲမှာမာဒီတစ်ခါမှထူးထူးခြားခြားပေါ့เนาะဘယ်လိုဖန်တီးထားလဲဆိုတော့မျက်နှာပေါ်မှာအလှမွေးငါးအသေးလေးကတ်ပြီးတော့ make up creation ဆိုပြီးတော့လုပ်ထားတာငါအရှင်နေနေပေါ့အရှင်ဆိုတာအဲ့လိုတကယ်ငါအစ်စ်တကယ်ငါအစ်စ်ဟုတ်တယ် ဲ့လိုမျိုးတော့ပြောရမယ်ဆိုသူ့ရဲ့ဒီမျက်နှာမှာအလှဆင်မှုပေါ့ငားပေါ့နော်လှပတဲ့ဒီအလှမွေးငားအတိဆိုတာကဒီမှာဆင်ညင်နေဆိုအဲ့ဒီငားကိုတတ်မှာလေတိတ်မှာလေအဲ့တော့သူ့လောက်တာပြောရမယ်ဆိုလို့ရှင်သူတော့အနုပညာလို့ပြောထားပေမဲ့ဒါအများအပြည့်ဝေဖန်မှုပေါ့တော်တော်များများရာခိုင်နှုန်းများတဲ့ဝေဖန်မှုတွေကဘာလဲဆိုတော့သူ့ရဲဆက်တဲ့လူတယောက်အနေနဲ့ပဲမြင်သွားတာပေါ့အဲ့တော့ဒါကဘာမှဖြစ်တာလဲဆိုတော့သူကမော်စကိုမှာနေထိုင်တဲ့ဘူလိုချာကာဆိုတဲ့သူပေါ့နော်သူကအလှမွေးငားတိတ်ကိုမျက်နှာမှာကပ်ပြီးတော့ creation တွေလုပ်တယ်တကယ်ပြီးတဲ့အခါမှာသူကဒီငားအတိတ်တွေ ရယ်ပြီးတော့ရေပြောက်ဆိုပြဓာလိုမျိုးပြီးတော့နီယွန်ကာလာမျိုးတွေအဲ့ဒါမျိုးတွေသုံးပြီးတော့မျက်နှာမှာအလှဆင်ထားတာရေစက်တွေကျနေတယ်လို့မျိုးပေါ့နော်ပြီးရဲ့အခါမှာဆိုတော့ဗာလဲဆိုတော့ဒီသူ့ရဲ့ Instagram မှာသူ့မှာဆိုလို့ရှိရင် follower က25000ကျော်ရှိပါတယ်တဲ့အဲ့ဒီမှာသူ့ရဲ့ဓာတ်ပုံလို့ တင်ခဲ့တာပေါ့နော်တင်တဲ့ခါမှာသူကဝေဖန်မှုတွေကသူ့အတွက်မျှော်လင့်ထားသလိုမဟုတ်ဘဲနဲ့လုံးဝအစိုးဘက်တွေကိုပေါ့နော်ပြောရမယ်သူအရင်ရက်ဆက်တဲ့သူတယောက်အနေနဲ့ပြောကြတယ်ပြောတဲ့ခါမှာကျတော့သူကတင်ပြီးတော့၃ရက်ကြာတဲ့ခါမှာအဲ့ဒီပုံအားလုံးပြန်ဖြတ်လိုက်ရတယ်။ပရိသတ်အားပေးမှုမရဘူးပေါ့မုန်းသွားပေါ့နော်သူအဲ့တော့ဒီလိုမျိုးအလှမွေးတဲ့ငါအသေးလေးတွေကိုတရဝါတွေကဒါလူတွေဟိုစားသုံးနေရတဲ့တရဝါတွေရှိရတယ်။ဒါပေမဲ့ဒီလိုမျိုးစားသုံးမှုမသင့်တော်တဲ့လှပတဲ့ငါလေးတွေကိုဒီလိုမျိုးလုပ်တယ်ဆိုတော့အားလုံးကတော့ဒါဝေဖန်နေကြပါတယ်တဲ့။အာဒါကြောင့်မို့လို့သူကဆိုလို့ရှိရင်တော့ဒီပုံသူ ့ရွေးချက်ကတော့ရေသူမာလေးပါဆိုတဲ့ပုံစံမျိုးနဲ့ဒါစာရေးသားပြီး Instagram မှာတင်ခဲ့ပေမဲ့သူ့ရဲ့နောက်ဆုံးပေါ့နော် final result ကမကောင်းတဲ့အတွက်ထပ်ပုံတွေအကုန်လုံးလည်းပြန်ပြီးတော့ဖျက်ချလိုက်ရတယ်တဲ့ကြည့်ရတာလည်းနုပညာလို့တော့မခံစားမိပါဘူးနော်အတက်ဆန်းအတက်ဆန်းကိုထွင်လိုက်တဲ့တဘောပေါ့နော်အဲ့လိုဖြစ်နေတကယ်တမ်းကျတော့လည်းအပြင်မှာဒီလိုမျိုးဒါမျက်နှာမှာဒီလိုငါးကြီးကပ်ပြီးရွှောက်သွားနေလို့ရတာမှမဟုတ်ဘူးနော် ဟုတ်ပါပြီအခုတစ်သက်ပြပြမဲ့တရင်အကြောင်းအရာကြတော့ဒီတို့တွေအခုနောက်ပိုင်းနီးပညာတွေတိုးတက်လာတဲ့အခါမှာဆိုစိတ်ရောက်တည်တည်ထွင်ကြတယ်အဲ့မှာဆိုလို့ရှင်လဲဒါဂျပန်နိုင်ငံတို့တရုတ်နိုင်ငံတို့မှာဆိုလို့ရှင်ဒါလူနဲ့ ွတ်ဆွတ်တူတဲ့စက်ရုပ်လေးထွင်ကြရပေါ့เนาะအခုဆိုရင်ကမ္ဘာဆွဲဆောင်မှုအရှိဆုံးစက်ရုပ်ဆိုပြီးထွက်လာပြီစက်ရုပ် main ကလေးပေါ့เนาะလူနဲ့ခွဲမရအောင်တူတယ်ဒီတော့ကမ္ဘာမှာကမ္ဘာပေါ်မှာဆိုဆွဲဆောင်မှုအရှိဆုံးစက်ရုပ်တရုပ်အနေနဲ့ဒါပေါ်ထွက်လာတယ်အဲ့ဒါကြတော့တရုပ်နိုင်ငံမှာတရုပ်နိုင်ငံပေကျင်းမြို့မှာဆိုလို့ရှိရင်ဒါကမ္ဘာစက်ရုပ်ပြိုင်ပွဲဆိုပြီးတော့ပြိုင်ပွဲတစ်ခုကျင်းပခဲ့ပါတယ်အဲ့ဒီမှာလူနဲ့ခွဲမရအောင်တူတဲ့စက်ရုပ်တရုပ်ကိုတဲ့မိတ်ဆက်ပြသခဲ့တယ်ဒါ ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့လူနဲ့ခွဲမြအောင်တူတဲ့ဒီဆက်ရုပ်လေးอ่ะဆိုလူများကြားရမှာအရင်ဆွဲဆောင်မှုလည်းရှိပြီးတော့ဒါပြောစရာတခုဖြစ်ခဲ့တယ်တော်တော်လေးလှတယ်တဲ့သိလားအဲဓပုံထဲမှာပြထားဆိုလို့ရှိရင်လည်းချစ်စရာလေးနော်ဒါဓပုံထဲမှာဆိုလို့ရှိရင်လည်းတကယ်မသိလူကလူအစ်စ်တယောက်ကထိုင်ပြီးတော့ဓပုံရိုက်ခတ်နေတယ်လို့ပဲပေါ့ဟဲ့ဟုတ်တယ်ဒီဆက်ရုပ်မလေးရဲ့နာမည်ကကြတော့ Android German Knife F ပေါ့နော်ဒီ Android German Knife F ကိုတဲ့ Osaka တက္ကသိုလ်ကပါမောက်ခါ Hiroshi It Haiguro ဆိုဆိုသူကနေပြီးတော့တီထွင်ဖန်ပြီးခဲ့တာပါတဲ့ပြီးတော့ဒီဆက်ရုပ်မလေး German Knife F ပါဆိုရင်လူများကြားထဲမှာဆိုရင်ဆွဲဆောင်မှုအရှိဆုံးစက်ရုပ်အဖြစ်နဲ့လည်းအရန်ကိုရေပန်းစားခဲ့ပါတယ်တဲ့ပြီးတော့ဒီစက်ရုပ်မှာလေးကပအဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားလေးရှိတယ်အဲ့ဒီဇာတ်ကားကကြတော့ဆာရိုနာယားလို့အမည်ရတဲ့ဗီဒီယိုဇာတ်ကားမှာတဲ့စက်ရုပ်မှာလေးကိုလည်းပအဝင်ပြီးတော့ဗောနော်သရုပ်ဆောင်စေခဲ့တယ်တဲ့ဒီမှာတချို့လူတွေအနေနဲ့ဆိုလို့ရှိရင်ဒီစက်ရုပ်မှာလေး Gemini ကိုဆိုရင်တကယ့်အမျိုးသမီးတဦးလို့တောင်မှအထင်မှတ်မှားခဲ့ကြတယ်တဲ့ဘာကြောင့်လဲဆိုတော့စက်ရုပ်မှာလေးကလူနဲ့ခွဲမင်းအောင်အရန်ကိုချွတ်ချွတ်တူနေတယ်လေဒီတော့ချွတ်ချွတ်တူတဲ့အတွက်သူ့အမျိုးသမီးငယ်တဦးလို့အထင်မြင်မှားမိခဲ့ကြပါတယ်တဲ့ ့ပြီးတော့သူဟာလူသားတအုပ်နဲ့ခွဲမြအောင်တူနေပြီးတော့ဆွဲဆောင်မှုရှိလာတဲ့စရုပ်တရုပ်လည်းဖြစ်တယ်တဲ့ဒီတော့သူ့ရဲ့မျက်နှာကိုအဲသူ့ရဲ့မျက်နှာရဲ့ပြီးတော့သူ့ရဲ့တရုပ်ဆောင်မှုတွေကဒီစကားမှာဆိုလို့ရှိရင်ဒါကြည့်ဘူးတဲ့ဒါပရိသတ်တွေဆိုရင်တော့တိမှာပေါ့နော်ဒါကြည့်ပြီးသွားရဲ့ပရိသတ်တွေအနေနဲ့ဆိုအရင်အံ့ဩကြတယ်ဒါတရုပ်ဆောင်ချက်တွေကလည်းအရင်ပြင်တဲ့အတွက်ကြောင့်မို့ပေါ့နော်ပမောခဟိုရိုရှိအစ်ပိုင်ကူရောဆိုလို့ရှိရင်တဲ့သူကဘာပြောခဲ့လဲဆိုတော့သူကတဲ့လူနဲ့မတူအောင်လူနဲ့ပေါ့နော်ခွဲမြအောင်တူပြီးတော့ဆွဲဆောင်မှုရှိရဲ့စရုပ်တရုပ်ဖြစ်ပေမဲ့တဲ့အဖြစ်ကင်းစင်တဲ့ပေါ့နော်စရုပ်မဟုတ်သေးဘူးလို့တော့ပြောဆိုခဲ့ 哎，娃儿，一 <noise> 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 အဲကြည့်စီဝိုင်းပုံလေးပြပုံလေးချစ်စရာလေးမသိဓာတ်ပုံများမှာဆိုလို့ရှိရင်เนาะတကယ်လို့အစ်စ်တယောက်ကထိုင်ပြီးတော့ဓာတ်ပုံအရိုက်ခံနေတဲ့ပုံစံမျိုးပဲเนาะမလေးဒါဒါဆွဲဆောင်မှုအရှိဆုံးလို့ပြောတာဆိုရင်ထပ်ပြီးတို့ပြန်ပြီးတော့မောမန်အောင်မဆွဲတော်တော်လေးလှလာမှသိကြတယ်တော့ဆက်ရုပ်အမှုပညာရှင်ဖြစ်နေပြီဟုတ်ဆုံးရှင်ပြောလို့မရဘူးဒီဆက်ရုပ်လေးကိုကြည့်ပြောเนาะဆွဲဟိုအရင်ဆွဲဆောင်မှုရှိလို့ဆွဲလန်းသွားတဲ့သူတောင်ရှိရင်ရှိမှာเนาะဟုတ်တယ်ကဲအခုဆိုလို့ရှင်တော့ဒါပထမပိုင်းအစီအစဉ်အနေနဲ့တရင်အကြောင်းအရာချို့တော့တင်ဆက်လုပ်ပြီးပါပြီထပ်မံပြီးတော့တင်ဆက်ဖို့အကြောင်းအရာများစွာကြန့်ရှိနေပါသေး ေးတဲ့ခေတ္တပြောင်းမယ့်အစီအစဉ်ဒီမှာခဏလေးရနာမယ်နော်